ာဆီယံစည်းဝေးဆုံးဖြတ်ချက်ဖြစ်တဲ့ဘုံသဘောတူညီချက်၅ချက်နဲ့ပတ်သက်ပြီးတုံ့ပြန်ကန့်ကွက်က၎င်းတို့မတရားဖန်ဆီးအကျဉ်းချထားတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်နဲ့အာဆီယံ2ကိုယ်စားလှယ်တို့ကိုတွေ့ခွင့်မပေးနိုင်ကြောင်းစစ်ကော်မရှင်ကပြောဆိုလာပါတယ်။မကြာသေးမီကမလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့၄၈ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာလက်ရှိအထိသဘောတူညီချက်၅ချက်ကိုလိုက်နာမှုမရှိတာကြောင့် စစ်ကောင်းဆောင်တွေကိုအစည်းအဝေးတွေတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်ထားဖို့ဆုံးဖြတ်ခဲ့မှုအပေါ်စစ်ကော်မရှင်ပြောခွင့်ရကအခုလိုတုံ့ပြန်ခဲ့တာပါစစ်ကောင်းဆောင်ဦးဆောင်တဲ့စစ်ကော်မရှင်ဟာအရတားဆိုးရစီကအာတမအာနာသိမ့်ယူခဲ့မှုကြောင့်အဆိုပါရေးကိုဖြည့်ရှင်းနိုင်ဖို့အာဆီယံကဘုံသဘောတူညီချက်၅ချက်ကိုဆုံးဖြတ်ချက်ချမှတ်ခဲ့ပေမဲ့အဲ့ဒီရာဟာစီဝေးပြီးထုတ်ပြန်ချက်သာဖြစ်တယ်လို့စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ် အဲ့ဒီစည်းဝေးမှာဘုံသဘောတူညီချက်9ရက်ဆိုတာအာဆီယံထိပ်သီးစည်းဝေးပေးကနေပြီးအတည်ပြုထုတ်ပြန်ခဲ့တာမဟုတ်ပါဘူးစည်းဝေးပြီးမှထွက်ပေါ်လာတဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်အကျွန်တော်အနေနဲ့မြန်မာနိုင်ငံရဲ့အမျိုးသားကြိုးစည်းပွားနဲ့အချုပ်အခြာအန္တရာယ်ကိုမထိခိုက်စေပဲစ조사ပူပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတာကိုဥစွာပြောကြားလိုပါတယ် ဒါပေမဲ့စစ်ကော်မရှင်ဟာအများကြီးအချက်တဲကိုဖြည့်ရှင်းနိုင်ဖို့အာဆီယံကရည်ရွယ်တဲ့ဘုံသဘောတူညီချက်၅ချက်ကိုလိုက်ပါလှုပ်ဆောင်မှုမရှိတာကြောင့်အာဆီယံကစစ်ကောင်ဆောင်တွေပါဝင်နိုင်ငံရေးအဆင့်ရှိသူတွေကိုအစည်းအဝေးတွေတက်ရောက်ခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်စစ်ကောင်မရှင်ဟာအဲ့ဒီအရာပါဝင်မူလအခွင့်အရေးတွေကိုပြန်လည်ရရှိဖို့နှီးမျိုးစုံကြိုးပမ်းခဲ့ပြီးအာဆီယံလက်ချောက်ကွဋ်ဌအဖွဲ့ထိပ်သီးအစည်းအဝေးမတိုင်ခင်နေပြည်တော်လာရောက်စဉ်ကလည်းတောင်းဆိုခဲ့သလို လက်ရှိရလက်အပေါ်မှာလည်းတုံ့ပြန်ကန့်ကွက်လာတာဖြစ်ပါတယ်။အာဏာသိမ်းမှုကြောင့်မြမရေဖြစ်ရှင်းနိုင်မှုနှစ်စဉ်နှစ်တိုင်းအာဆီယံလက်ချောင်းပဋ္ဌာန်းက၎င်းရဲ့အထူးကိုယ်စားလှယ်ကိုဆေးလွတ်ခဲ့ပြီးအဲ့ဒီသူတွေဟာဖန်ဆီးခြင်းချခံရတဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရရေးတောင်းဆိုမှုတွေရှိအောင်စစ်ကော်မရှင်ကညှင်းဆုံနေပါတယ်။လက်ရှိမှာစစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကဒေါအောင်ဆန်းစုကြည်ကိုရည်ရွယ်ညှို့ဆို့ပြီး အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ကိုရာဇဝတ်မှုကျူးလွန်ကပြစ်ဒဏ်ခံရတဲ့အကျဉ်းသားတွေနဲ့တွေ့ဆုံခွင့်ပေးမှာမဟုတ်တယ်လို့ဘယ်နိုင်ငံကတွေ့ဆုံခွင့်ပေးနေတယ်လဲလို့လည်းမေးခွန်းထုတ်ထားပါတယ်။ပြီးခဲ့တဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြမရေးနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်28ချက်ထုတ်ပြန်ခဲ့ပြီးစစ်ကောင်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်လုပ်ရက်တွေကိစ္စမကြမီပြုတ်လုပ်မဲ့ရွေးကောက်ပွဲကိုလက်မခံဘဲလွတ်လပ်မျှတပြီးတည်ငြိမ်မှုရှိကဲ အားလုံးပါဝင်နိုင်စေရေးစာရာတွေပါဝင်ပါတယ်အနာဒိစကောမရှင်ကျင်းပမဲ့တရားဝင်ရွေးကောက်ပွဲကိုနှောက်ရှက်ဟန်တာရင်လို့ဆိုပြီးဒရိုက်တာမိုက်တီပါဝင်အမှုပညာရှင်၃ဦးကိုဖမ်းဆီးခဲ့ကြောင်းအောက်တိုဘာ29ရက်နေ့မှာစစ်ကောမရှင်ကထုတ်ပြန်ခဲ့ပါတယ်စစ်ကောမရှင်ရဲ့ဝါရဖြန့်ဇလန်းတို့တပုတ်ဖြစ်တဲ့ကေတမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ရွေးကောက်ပွဲဝါရဖြန့်ဇလန်းကိုလူမှုကွန်ရက်မှာမဟုတ်မမှန်ဝေဖန်တယ်လို့ဆိုပြီး ဒါရိုက်တာမိုက်တီခေါ်တန်းထွန်းစောတရုတ်ဆောင်ကျော်ဝင်းထွခေါ်ကျော်မင်းထွဟာတာတရုတ်ဆောင်အွန်တိုင်းခေါ်ဇော်မင်းတို့ကိုဖမ်းဆီးခဲ့တာပါဒါအပြင်အဆိုပါနုပညာရှင်တွေမှာစစ်အာဏာသိမ်းမှုကိုတော်လှန်တဲ့ဆန္ဒပြပွဲတွေမှာပါဝင်တာစစ်တပ်ထောက်ခံတဲ့အနုပညာရှင်တွေကိုဝေဖန်တာရွေးကောက်ပွဲကိုဆန့်ကျင်တာတွေပြုလုပ်နေတယ်လို့လည်းစစ်ကော်မရှင်ကပြောဆိုခဲ့ပါတယ်ကြုံတော့တခါတည်းတတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိတယ် အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကြရတယ်ရှောက်မရေးနဲ့နော်ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ဒိုက်တာမိုက်တီခေါ်တန်ထွန်းစောဟာဆီယနာသိန်းနဲ့2021ခုနှစ်မှာလဲနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုနဲ့ပုံမှန်905ကကြီးနဲ့ဖန်ဆီးခံခဲ့ရပြီး2022ခုနှစ်မှာလူငယ်ချမ်းသာအကွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပြီး အခုထပ်မံဖန်ဆီးခံရတာလည်းဖြစ်ပါတယ်။စစ်ကောင်မရှင်ဟာတရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်နီလန်းမျိုးစုံကိုအုံပြုကစ조사နေပြီးရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တားမဲ့အခြေအနေကကာကွယ်ဖို့လို့ဆိုပြီးပြီးခဲ့တဲ့ဇူလိုင်29ရက်နေ့ကစတင်ကရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး၎င်းတို့ကိုစန့်ကျင်တဲ့ပြည်သူတွေကိုဖမ်းဆီးနေတာလည်းဖြစ်ပါတယ်။ အေရီတိုင်းကန်ရှိရောင်းမြို့နယ်ရှိ108တောင်စီဒီမှာအနောက်တောင်တိုင်းစစ်ဌာနချုပ်ကဆစ်အောင်နိုင်ဖို့အတွက်ရေရာချေစုတောင်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အောက်တိုဘာ24ရက်နေ့ကပသိမ်မြို့ခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကအမျိုးသားမျိုးသမီးအင်အား100လောက်နဲ့လာရောက်ပြီး108တောင်စီရော်ရဲ့ရုပ်ကလပ်ရှိမှာဆစ်အောင်နိုင်ရေးအတွက်စုတောင်းခဲ့ကြတာပါ။ တိုက်ပွဲတွေနိုင်အောင်ဆိုပြီးအောင်မြင်လာနင်းတယ်လို့တော့ပြောတာပဲတရားရှိတောင်ဖျားကတကိုးကြီးတယ်ဆိုလို့သူတို့စစ်တပ်ကဖျားတွေမှာရရရချိန်နေကြတာပဲလေလို့ဒေတာကန်တူးက ARD Times ကိုပြောပါရယ်အဲ့လိုစစ်တပ်ကလာရောက်ပြီးရရရချိန်နေစဉ်ပြည်သူတွေကိုဖျားတွင်းဝင်ခွင့်ပိတ်ထားတယ်လို့လည်းဒေတာကန်တွေကပြောပါရယ် လက်ရှိအချိန်မှာအာရခတပ်တော်နဲ့ပူပေါင်းတပ်တွေက ARR တိုင်းနယ်နိမိတ်တွင် တိုက်ခိုက်မှုတွေပြုလုပ်နေပြီးစစ်ကောင်မရှင်တပ်သားတွေအနေနဲ့နေ့စဉ်ထိခိုက်သေးဆုံးမှုတွေလည်းရှိနေပါတယ်။တနင်္သာရီတိုင်းတဝဲခရိုင်နောင်လုံမြို့နယ်ရှိမောင်းမကန်ရဲစခန်းကိုပြီးခဲ့တဲ့အောက်တိုဘာ26ရက်နေ့မနက်ပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ မောင်မကန်ရဲစခန်းမှာစစ်ကောင်မရှင်လောက်ခံရဲပြည်သူစစ်နဲ့တပ်သား60လောက်ရှိပြီးတော်လိုင်းတပ်ဖွဲ့တွေကစစ်ကောင်မရှင်ရဲ့ကြီးရည်လေးတိုက်ခိုက်မှုတွေကြားကစခန်းသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့အထူးတိုင်းစစ်ဌာနစီကသိရပါဗျ။တိုက်ပွဲကြချင်း3နိုင်တွင်စခန်းသိမ်းနိုင်ခဲ့တာဖြစ်ပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်12ဦးသေဆုံးက10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအယောက်30ကျော်မှာစခန်းဆုံးခွာ ထွက်ပြေးသွားတယ်လို့လည်းသိရှိရပါဗျ။ ူတို့ကတိုက်ရဲတဲ့အနေထားတော့မရှိဘူးကျွန်တော်တို့တိုက်ပြီးတာနဲ့ကျွန်တော်တို့စခန်းထဲကိုဝင်စီးနိုင်တယ်စခန်းထဲမှာပစ္စည်းယူနေတဲ့အချိန်ရန်သူကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံးနှလုံးလာချတယ်ပြီးတော့ရေတပ်ကတောက်လျှောက်ပစ်ကူပေးပြီးတနေကုန်မဲ့သူတို့ပစ်တယ်စခန်းတိုက်ခိုက်ခံရပြီးဆိုတာနဲ့ကြီးရင်လေတောက်လျှောက်ဖိပီးတိုက်တဲ့အနေထားမျိုးရှိပါတယ်လို့အမှတ်33နီးပြွာမှုရဲဘော်စောရာကိုက ERI Times ကိုပြောပါရတယ် အဲဒီစကန်သိန်းတိုက်ပွဲတွင်တော်လန်ရေးတပ်ဖွဲ့ဝင်တဦးကြဆုံးခဲ့ရတယ်လို့အထူးတိုင်းစစ်ဌာနစီကသိရပါဗျ။ရဲစခန်းကိုစကန်သိန်းပိုက်ပြီးနောက် UC တနက်6လက် G3 9လက် Shotgun Smoke Gun 2လက် Commando စိမ်းမြောင်း2လက်6လုံးပြူလေးလက်အပါဝင်လက်နက်မျိုးစုံ22လက်နဲ့ဂျမ်းမာ7လုံးပါဝင်ခရယံများစွာကိုလည်းသိမ်းဆီရမိခဲ့ပါဗျ။ ရဲစခန်းဆိုတော့မြို့နယ်နီးနီးလေးတိတ်မဝေးဘူးရန်သူဘက်ကအဓိကလက်နာကတော့မြို့ပါထက်ပြီးတော့တိုက်ခိုက်ခံရမယ့်အနေအထားမျိုးသဘောမျိုးကိုစိုးရိမ်မှုရှိတယ်ကျွန်တော်တို့တွန်လိုင်းတက်တွေကလည်းမြို့နားမှာပဲဝင်ကြိတ်တာပါလို့ရဲဘော်စောရာကိုကဆက်လက်ပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်အမှတ်၁စစ်စင်ရေးနယ်မြေအထူးတိုင်းစစ်ဌာနကုတ်ခဲမှုအောက်ရှိ နီးပြူဟာ33ဒေါနာတန်ရင်တခွဲလေး KPDF တက်ခွဲခုနှစ် LPDF နဲ့တူတဝဲခရိုင်တပေါင်းစု DNLA ဒုကရစစ်ကြောင်းရမညမွန်တက်တော်ဖက်ဒရယ်ဒူဝန်ကျဲတက်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လာမယ့်အာဆီယံဥက္ကဋ္ဌအနေနဲ့ဖိလစ်ပိုင်နိုင်ငံဟာမြမရေးမှငြင်းချမ်းသောတာရှိခံသောဖြေရှားရေးဆက်လက်ပြီးတွန်းအားပေးမယ်လို့တမရဖာဒီနန်မှာကော့စ်ဂျူနီယာကပြောပါရယ် မြမရေးဟာမကူစားရသေးတဲ့အာဆီယံဖွဲ့ရဲ့တန်ရာတစ်ခုလို့၎င်းကဆိုပြီးအာဆီယံဖွဲ့ကမြန်မာပြည်ပခါကိုဖြည့်ရှင်းဖို့အနီးကပ်အာရုံစိုက်သွားမယ်လို့ပြောပါတယ်။ပြည်ရင်းစစ်ဖြစ်နေတဲ့ကျွန်တော်တို့ရဲ့အိမ်နီးချင်းမြန်မာနိုင်ငံကိုကြည့်ရတာကျွန်တော်တို့အတွက်နာကျင်စရာပါ။ကျွန်တော်တို့သက်ဆိုင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံမှုဆက်လက်ပြုလုပ်ပြီးမြမအရေးဖြည့်ရှင်းဖို့နီလန်သစ်တွေရှာဖွေရပါမယ်လို့သူကဆိုပါတယ်။နာမည့်နှစ်မှာဖိလစ်ပိုင်နိုင်ငံကအာဆီယံလက်ချောင်းကထတာဝန်ယူချိန်မှာ မြန်မာနိုင်ငံရဲ့ခေါင်းဆောင်တွေအာဆီယံထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်နိုင်ခြင်းရှိမရှိမေးမြန်းရမှာမြန်မာခေါင်းဆောင်တွေအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်တာကိုမြင်တွေ့ချင်ပါတယ်လို့မာကော့စ်က ဖြေကြားခဲ့ပါတယ်။အာဆီယံဖွဲ့အနေနဲ့မြန်မာသက်ဆိုင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံမှုဆက်လက်ပြုလုပ်ပြီးလမ်းညွှန်ချက်ပေးဖို့အရေးကြီးနေစေပဲလို့၎င်းကဆက်ပြောပါတယ်။မြန်မာနိုင်ငံအတွက်အကောင်းမွန်ဆုံးရလဒ်မှာတိုင်းပြည်စည်းပွားရေးပြည်သူနဲ့ညီညာရေးအတွက်အာဆီယံဖွဲ့မှာ အပြည့်အဝပြန်လည်ပေါင်းစည်းဖို့ဖြစ်ပါတယ်လို့သူကဆိုပါတယ်။အာဆီယံအဖွဲ့ရဲ့စင်ကြဲမပြတ်တဲ့ကြိုးပမ်းမှုတွေကြောင့်မြန်မာပြည်ပခောက်ကိုဖြည့်ရှင်းရမှာအခြေအနေတိုးတက်လာတယ်လို့လည်း၎င်းကထောက်ပြပါရယ်။အာဆီယံအဖွဲ့ရဲ့မြန်မာခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေစက်တိုက်ပြုလုပ်မှုကြောင့်မြန်မာနိုင်ငံတော်ဝန်အကြံဖတ်မှုဖြစ်စဉ်တွေ ရောနှဲလာခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်ကပြောပါရယ်။မြန်မာကိုယ်တိုင်ဦးဆောင်တဲ့အားလုံးပါဝင်တဲ့တာရှိခန့်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တရအောင်မြင်စေရေးဘုံသဘောတူညီချက်9ရက်ကိုအပြည့်အဝဖော်ဆောင်ဖို့အဖွဲ့အစည်းအလုံးကိုအာဆီယံနိုင်ငံကြီးဝန်ကြီးတွေကတိုက်တွန်းထားပါတယ် that these elections အတိုင်းခံပါတီတွေကိုခြံလက်ထားတဲ့မြန်မာစစ်တပ်စီစဉ်နေတဲ့ဒီဇင်ဘာလရွေးကောက်ပွဲဟာအတူယောင်ရွေးကောက်ပွဲလို့မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးစင်ခန်းစာတင်ပြသူ Thomas Andrew ကပြောပါရယ်မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာအလိညာအတူယောင်ရွေးကောက်ပွဲဆိုတာ ကျွန်တော်ရှင်းလင်းစွာပြောကြားခဲ့ပြီးပါပြီလို့၎င်းကဗိုလ်ရုံးနှင့်သတင်းစာရှင်းလင်းပွဲမှာပြောပါရယ်အတိုက်ခံနိုင်ငံရေးခေါင်းဆောင်တွေဖန်စီအချင်းချနှိမ့်ဆက်ခံနေရရင်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလို့မပြောနိုင်ကြောင်း၎င်းကဆက်ပြောပါရယ်စစ်ဘေးသင့်မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုအခြေအနေပိုမိုဆိုးဝါးလာနေပြီးပြည်သူ၂၂တန်းဒီပေါင်းဟာအကူအညီလိုအပ်နေတယ်လို့သူကထောက်ပြပါရယ် ဒီဇင်ဘာလ28ရက်ကစပြီးရွေးကောက်ပွဲကိုအစင်းလိုက်ပြုလုပ်မယ်လို့မြန်မာစစ်တပ်ကပြောပါတယ်။မဲဆွဲစည်းရုံးမှုကိုအင်္ဂါနေ့မှစတင်ခဲ့ပြီးနိုင်ငံရေးပါတီ58ခုမှတ်ပုံတင်ထားပါတယ်။2020ပြည့်နှစ်ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ NLD အပါဝင်ဒီမိုကရေစီအင်အားစုတွေကိုရွေးကောက်ပွဲမှာပါဝင်ဖို့ညှင်းဆန်လာကြောင်းဖြတ်သိမ်းခံခဲ့ရပါတယ်။စစ်တပ်နဲ့တုံလိုင်းတပ်ဖွဲ့တွေကြောင်းတိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့်ရွေးကောက်ပွဲကိုတနင်္ဂနွေလုံးမှာမကျင်းပနိုင်ဘူးလို့